ဲ့ဒါပြောရတယ်လေသူတို့ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံကမှာကက်တင်မှာဟိုကိုးကွယ်ရင်မကက်တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါဆိုသူကရုဏာတရားမေတ္တာတရားကဘလို့ရတော့ဘောသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလောက်ကြတဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေဆိုတော့ကဘုရားမှန်ရင်မေတ္တာတရားဟာတတ်တာမပြောချင်တာနော်သူတို့ဘုရားဆိုရင်ဒါမေတ္တာမျက်တာတယ်လေသာတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့စေစမာနတ်တို့ဒေဝတက်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာ哦အာဒီကငါလောက်ကြတဲ့ဒေဝတက်ငါမထားနိုင်ဘူးဘုရားမရှိပါဘူး အာတားတော့ဘို့လို့ပို့ထားမယ်မရှိပါဘူးသူတန်းသူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ကလေးသူကိုမကက်တင်မှာအကိုကိုယ်ရောကက်ပတင်ကိုပြစ်ထားမှာသူကငါ့မကိုယ်ကလေးကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငယ်ရဲ့မေတ္တာတရားဟာတော်များတောက်ဘောနော်ဟုတ်အဲ့ဒါဆရာတို့ကြီးကပြောနေလာအာလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကမန္တန်ရဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားတယ်တော်တော်အားနေတယ် ။အခြားတဲ့ကိစ္စတွေမှာသာတော်ရင်တော်ကြမယ်။ထမင်းထမင်းကြမယ်။ဘာသာရေးနဲ့ပတ်သက်လာရင်သိမစစမ်းကြတော့။ဟိုကျွန်တော်ကရိုးရကိုမကြုံနိုင်တာပြောတာ။ tradition နဲ့ပေါ့နော်။ရှင်းဘိုးဘွားအစဉ်ဆက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူး။အဲ့ဒီကိုဘောင်ကြုံပြီးမတွေးနိုင်ဘူး။သိလား။အဲ့လိုတွေးလိုက်ရင်ဝရဲကြီးတို့လိုဘာလို့ပေါ့နော်။အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေ။ဘောင်ကြော်ပြီးမတွေးတတ်ဘူးပေါ့နော်။အဲ့ဒါရှားနေရာတွေမှာသာစံတမ်းမှုတွေသူ့ရဲ့နာတွေရှားပွေမှုတွေလုပ်ကြတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မသွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လည်းလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော်အချို့အဲ့ဒီဟိုတခါတော့ကအိန္ဒိယသူ့ပြည်မြန်ကျင်ကတယောက်အဲ့ဒါပြောတာပေါ့ကျင်ပြားဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလုံးကကိုယ်ကရမှာပေါ့သူကလည်းတရားလို့ပြောတာတရားလို့ဘာဖြစ်လို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲ့ဒါမမှန်လို့ပေါ့သူကသူကတည်လားသူကဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့ရကိုယ်ကလည်းများတယ်လေသူက အဲ့များတာကိုမှန်တယ်လို့လားသိတာ तू ကဟောဘူးလို့အဲ့ဒါကဲနေကြတာလို့ခေါ်ညံမျက်စိကဲနေတာလို့ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲ तू ကများသွားတာသဘောပေါ့ကောအဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့ तू ပြောပြရတာ तू ကအဲ့လိုမျိုးကောက်ချက်ကြတာပဲ तू ကဟောရဘာသာတကယ်မှန်တယ်တကယ်ဘာလို့ကိုကဲရမှာပေါ့တဲ့အဲ့တော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုကိုကဲတဲ့ပုဂ္ဂိုလ်ကများနေတာပေါ့တဲ့ तू အဲ့လိုမျိုးပြောတော့မရမလဲလို့ပြောရတယ်နော် ဒါသိပ္ပံပညာရှင်တွေရုံးနေတာသိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကဟုတ်လားအရှားနေရာမှာသူတော်ပေမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူးအဲ့လိုမျိုးဖြစ်တာပေါ့နော်ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုက အလွန်အားနည်းတယ်အားနည်းတော့သူမစ္စာဖျားတဲ့ဆက်ကလည်းပြောတယ်မလားသိသိစီအကြီးပြောတယ်လေနော်ဉာဏ်ရှိတဲ့သူတွေခေါင်းမပေါ်ရစီသွားဉာဏ်မရှိတဲ့သူငါစီလာလိမ့်မယ်ဆိုတာပြောတာပဲလေအဲ့ဒါလောကမှာကစဉ်းစားမှုကအတော့အားနေကြတယ်ပြီးရင်အလွယ်လိုက်ကြတာကို နော်ဘုရားဘာသာကခတ်တယ်လေငါးပါးသီလတွေထိန်းရတယ်စောင့်သိမှုတွေများတယ်ပြီးရင်ဘုရားကလည်းမကယ်တင်ဘူးလေကယ်လို့ကယ်တင်လို့မရလို့မကယ်တာလေနော်ဒါနဲ့စဉ်းစားကြည့်ရင်ပေါ်ပါတယ်ကယ်လို့မရဘူးဆိုတာပေါ်ပေါ်လင်းပါတယ်နော်လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှလားဥပဒေကမိတ်ဆက်လိုက်ပြီဆိုရင်သွားတာပဲလေနော်ဒါချင်းထင်ရှားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကိုဘာဝပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကယ်လို့ရမှာလဲနော်အခု အခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားသခင်ကတန်ခတ်တာမဟုတ်ဘူးနော်သူတို့စီမှာတော့ဒါဘုရားသခင်ကတန်ခတ်တာလို့ပြောတာဘူးဘုရားမှန်တာမှာကဘုရားကတန်ခတ်တာမဟုတ်ဘဝတရားတန်ခတ်တာဟုတ်လားသူတို့ထားတဲ့အကုသိုလ်တဘာဝတရားကသူ့ကိုထံပြခတ်တာပဲအဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တဘာဝထံကိုတော့ဘလို့မှအဝယ်လို့မရအောင်နော်တဘာဝဘေးရန်တွေကိုကဝယ်လို့မရအောင်ဒီနေ့ခုမှပဲကြည့်လေဘုံတိုင်းဘေးဒဏ်နေဟုတ်တယ်မလားနော်တဘာဝဘေးရန်တွေကိုကဝယ်လို့မရပဲလေနော်ခံရကြခံရတာပဲလေနော် အဲ့လိုဒါဘာမှမဟုတ်တဲ့ဒီတဘာဝရေဘေးအန်ဒရယ်ဒီမီးအန်ဒရယ်ဒီလေးအန်ဒရယ်တော့မှခံနေရသေးတယ်ဆိုရင်အကုသိုလ်ရဲ့တဘာဝခံနေရတယ်လို့ခံရမှာပဲနော်အဲ့ဒါကြောင့်ဦးဇင်းတို့တရားသခင်ကတာဝန်ယူပြီးလို့မရဘူးမယူရှင်လို့မဟုတ်ဘူးမယူပြီးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်ဒါရှိမဗုဒ္ဓဘာသာဘာမှတာဝန်မယူဘဲကောင်းမလဲဟိုမှာတာဝန်ယူတာကောင်းတာပေါ့ဆိုတော့အဲ့ဒါလူကင်းကြိုက်သွားတာနော်ကဲကဲအဲ့ဒါဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်